မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ22ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်စကမ်းသိတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်မန်စီမြို့သိမ်းတိုက်ပွဲမှာကြန့်ရှိနေတဲ့စစ်ကောင်စီရဲ့တရဲနှစ်ခုဖြစ်တဲ့ခမရ319နဲ့ခမရ600တို့ကို KI ဥဆောင်တဲ့တော်လိုင်းတပ်များကတိုက်ခိုက်လျက်ရှိရာခမရ319ရဲ့ကာကင်းစခန်းနှစ်ခုကိုမေလ22ရက်နေ့ညပိုင်းမှာသိမ်းပိုက်ရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မေလ9ရက်နေ့ကနေစတင်ပြီးတော့မန်စီမြို့နယ်မှာရှိတဲ့ရဲစခန်းများနဲ့တပ်စခန်းများကို KI ဥဆောင်တဲ့တော်လိုင်းတပ်များကတိုက်ခိုက်ခဲ့ရာမန်စီမြို့နယ်ရဲစခန်းကိုအဲ့ဒီနေ့နေ့လယ်ပိုင်းမှာသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါဗျ။မန်စီမြို့နယ်မှာနောက်ဆုံးကြံရှိနေတဲ့ခမရ319နဲ့ခမရ601စခန်းတို့ကိုဆက်လက်တိုက်ခိုက်လျက်ရှိရာမေလ21ရက်နေ့ညပိုင်းမှာခမရ319တပ်စခန်းရဲ့ကာကင်းစခန်းတစ်ခုကိုသိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါဗျ။ကြံရှိနေသေးတဲ့ခမရ601စခန်းကိုလည်းဆက်လက်တိုက်ခိုက်နေသေးဖြစ်တယ်လို့သိရပါဗျ။ ခမရ319ရဲ့ကာကင်းစခန်းတစ်ခုကိုရပါပြီခမရ601ကိုတော့စက်တိုက်နေသေးပါမေလ9ရက်နေ့ကစပြီးတော့တိုက်နေတာမေလ21ရက်နေ့မှာခမရ319ရဲ့ကာကင်းစခန်းတစ်ခုကိုရပါတယ်ခမရ601ကိုလည်းမကြခင်မှာရဖို့ရှိပါတယ်မြေပြင်မှာသူတို့ကစစ်ကူမလာနိုင်တော့ဘူးလေချောင်းကနေပဲတိုက်ခိုက်မှုတွေကိုစစ်ကောင်စီဘက်ကလုံနိုင်တော့တယ်လို့ KI ရဲ့စစ်ရေးသတင်းအရင်းမြစ်ကပြောဆိုထားပါတယ်မန်စီမျိုးရင်းတစ်ခုလုံးကို KI ဥဆောင်တဲ့တော်လိုင်းတပ်များကစိုးမိုးထားပြီးတော့ ဌာနဆိုင်ရာယုံများအလုံးကိုလည်းသိမ့်ပိုက်ထားတယ်လို့သိရပါဗါးခမာရ319နဲ့ခမာရ601စခန်းတွေကိုရရှိပါကမန်စီတမြို့နယ်လုံး KIA ရဲ့လက်အောက်ကိုကြားရောက်မှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ် KIO ဌာနချုပ်ရှိရာလိုင်ဇာမြို့အနီးကိုစစ်ကောင်စီကတိုက်လေရဲများနဲ့တောက်လျှောက်ဘုံတွေကျဲချနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မေလ21ရက်နေ့ည10:00နာရီခွဲအချိန်ဝင်းကျင်လောက်ကစတင်ပြီးတော့စိတ်ကောင်းစီရဲ့တိုက်လေရင်များနဲ့ Y12 လေရင်များကဘုံများကျဲချနေတယ်လို့သိရပါဗုံးတွေလာကျဲတာကတော့3ချိန်လောက်ရှိနေပြီလိုင်ဇာနားကိုအဓိကပြတ်မှတ်ထားပြီးတော့ဘုံလာကျဲတာ လေရင်တွေပြန်ဝဲနေတယ်လို့ KAI ရဲ့သတင်းအရင်းမြစ်ကပြောဆိုထားပါတယ်။ဒါ့အပြင်မြေကြီးနားမြို့နယ်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့စစ်ကောင်စီတပ်ရင်းများကဝိုင်းမော်ဘက်ကိုအတွဲလိုက်ဒုံးများနဲ့ပစ်ခတ်မှုတွေရှိနေတယ်လို့သိရပါတယ်။မြေကြီးနားမြို့ပေါ်မှာတော့ဒုံးတန်တွေစုညံနေတယ်ဝိုင်းမော်ဘက်ကိုပစ်တယ်လို့ယူဆရတယ်လို့မြေကြီးနားမြို့ကပြည်သူတို့ကပြောဆိုထားပါတယ်။မေလ22ရက်နေ့ညပိုင်းမှာကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်ရွှေညောင်ပင်ကျေးရွာမှာရှိတဲ့စစ်ကောင်စီရဲ့ ခမရ31စက္ကန်းကို KI ဥဆောင်တဲ့တော်လိုင်းတက်များကတိတ်ပိုက်ပြီးတဲ့နောက်မှာစေကောင်းစီတက်ကပြစ်ခတ်မှုများလေကြောင်းတိုက်ခိုက်မှုများလှုပ်ဆောင်လာခြင်းဖြစ်တယ်လို့သိရပါတယ်။မေလ18ရက်နေ့ကနေစတင်ပြီးတော့ဝိုင်းမော်မြို့နယ်မှာရှိတဲ့စေကောင်းစီရဲ့တပ်စခန်းများကို KI ဥဆောင်တဲ့တော်လိုင်းတက်ဖွဲ့များကစတင်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့စေကောင်းစီစခန်းများကိုတောက်လျှောက်ဆိုးတလို့တိမ့်ပိုက်ခဲ့ရမှာမေလ21ရက်နေ့ည7:00နာရီခွဲအချိန်လောက်မှာ ရွှေညောင်ပင်ကြေးရွာကခမရ3.1အခြေစိုက်စခန်းကိုတိမ့်စီရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။စခန်းကအတော်ကိုအခိုင်အမာစောက်ထားတဲ့စခန်းကြီးပါ။ရွှေညောင်ပင်နားမှာတိုက်ပွဲဖြစ်နေတာကဇန်နဝါရီလောက်ကလေးကဂျိုကြားဂျိုကြားဖြစ်တယ်။တကယ်တမ်းစစ်စင်ရေးနဲ့တိုက်တာကတော့မက်စလာ9ရက်နေ့နောက်ပိုင်းမှာစတိုက်တာ။စခန်းကိုစစ်ကောင်စီကလေချောင်းကနေပြီးတော့ဘုံကျဲခုခံနေတာတွေလုံနေတဲ့ဂျားတွေကနေပြီးတော့တိမ့်စီရရှိခဲ့တာပါ။ ကိုယ်တွေဘက်ကလည်းထိခိုက်ကြဆုံးမှုတွေရှိပါတယ်။နေမြေရှင်းလေးတွေလုံနေတော့မလို့ဘာမှပြောလို့မရသေးဘူးလို့ရှေ့တန်း KPDF သတင်းအရေးမြစ်ကပြောဆိုထားပါတယ်။လက်ရှိမှာလည်းဝိုင်းမော်မြို့အနီးမှာစီရဲတွေတင်းမာလျက်ရှိပြီးတော့ပြည်သူများဟာလည်းစတင်ပြောင်းရွှေ့နေကြပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ်သတင်းကတော့ရန်ကုန်တိုင်းမယန်းကုန်းမြို့နယ်အောင်တပြေရဲဝင်းကိုမေလ22ရက်နေ့ညပိုင်းကဘုံခွဲတိုက်ခိုက်ခဲ့ရာရဲတချို့ထိခိုက်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မေလ22ရက်နေ့ည9:05မိနစ်အချိန်ကမရန်ကုန်းမြို့နယ်အောင်တပြေရဲဝင်းကိုမြို့ပြပျောက်ကြားစစ်ဆင်ရေးအဖြစ်နဲ့အဝေးထိပ်မိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဘုံပေါက်ကွဲမှုကြောင့်ရဲတချို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ရဲခွေးနှစ်ကောင်ထိတယ်။သူ့လူသူအထဲကိုဆွဲခေါ်သွားတယ်။စစ်ကား DC ကလေးစီးရောက်လာပြီးတော့အဲ့ဒီနားမှာအစ်စ်အစေးတွေတော်တော်လေးလှုပ်သွားတယ်လို့ NOKA UG အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။ဒါအပြင်မနေ့ည 9နာရီ10မိနစ်အချိန်မှာမြောင်းကလာပါမြို့နယ်မှာလဲပေါက်ကွဲတာနှစ်ချက်ကြားခဲ့ရကြောင်းကိုဒေသခံပြည်သူတွေကပြောပြခဲ့ပါဗါတယ်အလားတူပဲမန္တလေးမြို့ချမ်းမြတာစီမြို့နယ်မှာရှိတဲ့စစ်တပ်ပိုင်းမြဝတီဘဏ်ကိုလက်ပစ်ဘုံနဲ့ပြစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေကပြောဆိုခဲ့ပါဗါမေလ22ရက်နေ့မနက်09:58မိနစ်အချိန်ကချမ်းမြတာစီမြို့နယ်ချမ်းမြတာစီတောင်ရက်ွက်မှာရှိတဲ့စစ်တပ်ပိုင်းမြဝတီဘဏ်ကိုစိုက်ကယ်စီးတဲ့သူတချို့ကလက်ပစ်ဘုံနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါ မနေ့ကတော့88လမ်းဘက်မှာလက်ပစ်ဘုံနဲ့ပစ်သွားတယ်ဆိုပြီးတော့အစစ်အစေးတွေတော်တော်ကျန်းနေတယ်။စိုက်ကယ်ဘောက်တွေကပါဖွင့်ပြီးတော့ရှာတာစစ်ခွေးတွေကအကုန်လုံးကိုအော်ငေါက်နေတာလို့မန္တလေးကပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းငန်းစုံမြို့နယ်ထန်းတပင်ကျေးရွာအတွင်းကိုဝင်ရောက်တပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မေလ18ရက်နေ့ည9:00နာရီအချိန်မှာငန်းစော်မြို့နယ်ကျွဲစိန်အုပ်စုထန်းတပင်ကြေးရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဝင်ရောက်တိုက်ခိုက်ရာအပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲမိနစ်30ခန့်ကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိနိုင်တယ်လို့သိရပါဗါဒ၎င်းတိုက်ခိုက်မှုကိုရွှေကျိုးပြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ညင်းကြံမြင်းကြံခရိုင်တရဲအမှတ်6တပ်ခွဲ3 Special Task Force ငန်းစုံ Use of Mandalay YOM ဒရဥပကဖ TDU မြင်းကြံနိုင်ငံပြောက်ကြားတပ်ဖွဲ့နဲ့ AR မင်းသားတို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးကျေးဇူးကာကွယ်တပ်ဖွဲ့ဝင်များအထိကမ်းမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်ကောင်စီတပ်သားများဟာထန်းတပင်ကျေးရွာအနီးထွက်ပြေးတိမ်းရှောင်နေတဲ့စစ်ဘေးရှောင်ပြည်သူများတွေက၃ဦးကိုဖမ်းဆီးသွားပြီးတော့ဘယ်နေရာကိုဖမ်းဆီးခေါ်ဆောင်သွားလဲဆိုတာကိုတော့အဆက်အသွယ်မရသေးပဲဒီနေ့အချိန်အထိကိုပျောက်ဆုံးနေသေးဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့ရန်ကိုကြောက်ရွံ့ပြီးတော့ထွက်ပြေးတိမ်းရှောင်နေရတဲ့စစ်ဘေးရှောင်ပြည်သူများဟာတပတ်ကျော်ကြာမြင့်လာပြီးတော့ စားဝတ်နေရေးအခက်အခဲတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရတယ်လို့သိရပါဗျ။အလားတူပဲမန္တလေးတိုင်းနထိုးကြီးမြို့နယ်ချောင်းစုံကျေးရွာကိုဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းကိုမြင်းကြံခရိုင်အမှတ်တဲတိုင်ရင်ကတာဝန်ရှိသူတို့ကပြောကြားထားပါဗျ။မေလ20ရက်နေ့နထိုးကြီးမြို့နယ်ချောင်းစုံကျေးရွာဘက်ကိုစစ်ကြောင်းထုတ်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကို drone နဲ့ဘုံဒီနှလုံးကျဲချတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သားများဘက်က ထိခိုက်သေးဆုံးမှုရှိနိုင်ပြီးတော့အတိအကျသိနိုင်မှုအတွက်စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုကိုမြင်းကြံခရိုင်အမှတ်၁တရင်27 Revolution Force မြင်းကြံခရိုင်တရင်အမှတ်၈နဲ့မလိုက်ပကဖောက်တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပလောဝမြို့နယ်နဲ့ရခိုင်ပြည်နယ်ရသေးတောင်မြို့နယ်တို့မှာရေဓာတ်သင်္ဘောကနေပြီးတော့လက်နက်ကြီးတွေနဲ့ပစ်ခတ်ခြင်းနဲ့လေကြောင်းကနေတိုက်ခိုက်ခြင်းတွေကြောင့်ပြည်သူ6ဦးသေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ေလ21ရက်နေ့ညနေပိုင်းကပလဝဒေတာအထက်ထရွန်အိုင်ရွာကိုစေကောင်းစီကတိုက်လေရင်နဲ့၃ချိန်တိုင်းတိုင်းဘုံကျဲပြက်ခတ်ရာပြည်သူ၅ဦးသေဆုံးခဲ့ပြီး၁၀ဦးပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။သေဆုံးသူများဟာပလဝဒေတာအထက်ပလိုင်ရွာကခုမီးလူမျိုးများဖြစ်ကြတယ်။ဦးမောင်သိန်းနိုင်အသက်32နှစ်၊ဦးအောင်ထွန်းအသက်68နှစ်၊ရခိုင်လူမျိုးများဖြစ်ကြတယ်။မဆန္ဒအသက်18နှစ်ဒေါ်လာခိုင်ဦးအသက်48နှစ် ဥအောင်ကျော်ညော့အသက်33နှစ်တို့ဖြစ်ကြောင်းကိုရခိုင်ဒေသသတင်းအင်းမြင့် Arakan Princess Media ကဖော်ပြထားတာကိုတွေ့ရပါတယ်။အဲ့ဒီလေးချောင်းတိုက်ခိုက်မှုကြောင့်ပလဝဒေသအထက် Throne Eye ရွာမှာရှိတဲ့လူနေအိမ်တစ်လုံးဈေးဆိုင်တစ်ဆိုင်လဲမီးလောင်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ဒါ့အပြင်ရခိုင်ပြည်နယ်ရသေးတောင်မြို့နယ်မှာလည်းမေလ21ရက်နေ့ကစစ်ကောင်စီကရေတပ်သင်းမောကနေပြီးတော့လက်နက်ကြီးနဲ့ပစ်ခတ်တဲ့အတွက်ကြောင့်ပြည်သူတအုပ်တေဆုံးခဲ့တယ်လို့သိရပါတယ်။မေလ21ရက်နေ့မနက်ပိုင်းမှာမောင်တော်မြို့နယ်တဝင်းချောင်းရွာပြည့်ရဲ့ အနောက်ဘက်ပြင်လယ်ပြင်မှာရှိတဲ့စစ်ကောင်စီရေတပ်တင်းမောကနေပြီးတော့ရသေးတောင်မျိုးနယ်ဇေဒီပြင်ရွာကိုဥတီပစ်ခတ်ရာဇေဒီပြင်ရွာကစစ်ပေးရှောင်းဥမောင်ချမ်းအေးအသက်69နှစ်တေဆုံးခဲ့ပြီးတော့ပြည်သူ6ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ